ာမျိုးဆိုကမ်ဘက်လူမျိုးလည်းဖြစ်နေတဲ့ခါကျတော့လေဒီပွဲလေးမှာကိုကပြန်ပြီးတော့တက်ရတဲ့ခါမျိုးမှာလည်းအရင်စိတ်လုံရှားတယ်ပြီးတော့ဒီဇက်ဆိုလို့ရှိရင်ကိုအရင်ရိုက်ချင်တာရိုက်ချင်တယ်ဆိုတာကခံစားနိုင်ဘူးလားမြောက်ကြာဒီမှာဆရာဝန်မတယောက်နဲ့တွဲနေဘာပြောလဲနေတိုင်းနေပါမို့ရတယ်ဇလန်လေးဟိုအဲ့လိုငွေရတဲ့စင်းလေးလည်းနည်းနည်းများတယ်ဆိုတော့လေမျိုးသားတော်ဘလို့ပြောထားလဲဆိုတော့အဲတခုခုများသူစိတ်တမ်းမကြလို့ဆူချင်တာရှိရပြောချင်တာရှိရဆိုရင်လို့ဇကားပြီးမှဆူပါလို့ဒီကားလေးအတွင်းမှာတော့ ီဇလန်လေးကတော့မြို့သူတို့ server printer ရှိပြီးဒါနိုင်လေကြဖန်ရှူကြဆိုလို့ဝတ်ထုလေးပေါ့နော်အဲ့လေးမှာဂျာညူကြီးဆိုတဲ့နေရာဒီဇက်ကောင်လေးနေရာနေပြီးတော့သူကပေါင်းတင်ဆောင်တာဟုတ်ကဲ့ဒါလေးကကျတော့တို့ရိုက်ရိုက်ဖို့ရည်ရွယ်ထားတာတော့တော်ကြပြီပေါ့နော်ဂျောင်းမြွတ်မြွတ်နဲ့ဂျိုင်းမှာနှစ်တွေခြားပြီးတော့မှမနစ်ကမှမြို့သူပြန်ရိုက်ချစ်အဲအရင်ပြောပါရဲ့ဘာလို့လဲဆိုတော့လေဟိုမြို့သူက ဒါမျိုးဆိုကမ်ပတ်လူမျိုးလည်းဖြစ်နေတဲ့ခါကျတော့လေဒီပွဲလေးမှာကိုကပြန်ပြီးတော့တက်ရတဲ့ခါမျိုးမှာလေအရန်စိတ်လှုပ်ရှားတယ်ပြီးတော့ဒီဇက်ဆိုလို့ရှိရင်ကိုအရန်ရိုက်ချင်တာရိုက်ချင်တယ်ဆိုတာကဇက်ဒီဇက်ကိုတီးပြီးမှရုံကရိုက်တယ်ဆိုတော့တီးပြီးမှရိုက်ချင်တာမျိုးမဟုတ်ဘူးငကိုရဲဟိုဟာဒီလူတို့ဖတ်မိပြီးတော့ဒါလေးဒါဇလန်တွဲအနေနဲ့ပေါ့နော်တို့တွေ forever ရုံကနေခန်းလေးလိုက်ကောင်းပါပဲလို့စိတ်ကူးညင်နေတာအဲစိတ်ကူးညင်နေတဲ့ဟာလေးမှာကိုကတရုတ်ဆောင်ကြီးရတဲ့အကြောင်းကိုအရန်ကြော်ရပါတယ်ပြီးတော့အဲနည်းနည်းလေးနှစ်တွေချပြီးမှကမ်ပတ်အနေနဲ့ပြန်လာ ကိုလည်းအော်အဆင်ပြေပါမလား။ identity မှာများရော့နေမလား။ဒါဆိုတော့ဒီနောက်ကလေးတွေအရဆိုရင်အရန်တော်ကြတယ်။ဆိုတော့ကိုအဲ့ stress လေးနည်းနည်းရှိတာပေါ့နော်။အဲဒါမဲ့အများကြီးလာဝင်းရံပေးကြတယ်။အမားတွေရောမိုင်းတို့တွေရောတကူတကောက်ရောက်လာပြီးကျေးဇူးအများကြီးတင်တယ်အဲ့လိုမျိုးဆိုတော့။ဟိုဒီဇက်ရုပ်ကိုကိုနဲ့ live လူတွေးတာမဟုတ်ဘူးဒီဇက်ကိုအဲဂျုံကရိုက်ရင်ကောင်းမှာပဲဇလန်တွဲဆိုရင်ကောင်းမှာပဲဆိုပြီးတော့မှမျိုးစုကစိတ်ကြည်ငင်ရအောင်နော်နောက်ဆုံးဒီဟာရိုက်မယ်ဂျုံကရိုက်မယ်ဆိုတာသိတဲ့အချိန်မှာမျိုးစုကကက်စတင်လေးပိုင် ါပဲဗာပဲပြောပြောပီတိဖြစ်တယ်ပေါ့နော်နောက်ဆုံးကျတော့ကိုရောက်သွားတော့လေပြီးတော့ဝမ်းတာရတယ်ဝမ်းတာတဲ့အပြင်ကို pressure တော့ဘာရှိလဲဆိုတော့ကိုရမ်းလိုချင်နေပြီကိုရနေပြီးတော့မှကိုမလုံနိုင်ဘူးဆိုတဲ့ဟာမျိုးကြိုင်ပုံအောင်နိုင်ရအောင်ပါဆိုတော့လေတနေ့ဘယ်လောက်တော့ကြိုးစားထားပါတယ်လို့လွဲချက်လေးရှိလဲပြောပြပေးကြပါဟာလို့ဟုတ်ကဲ့ရှင်ခံစားနိုင်ဘူးလားမြောက်ကြားဒီမှာဆရာဝန်မတယောက်နဲ့တွဲနေတယ် ဒီမှာဆိုလို့ရှိရင်မြို့သူတို့ကဒီចောင်းသူအရွယ်ပါမယ်အိမ်ောင်တဲ့အရွယ်ပါမယ်နောက်ဆုံးအသက်ဒီကလေးတွေကြီးလာတဲ့အရွယ်ပေါ့နော်အဲ့လိုမျိုးအရွယ်လေးရှိတဲ့အတွက်ကြောင့်မလို့ငယ်ရွယ်ချိန်မှာဖြစ်တဲ့ပုံစံရဲ့ဒီဒီတက်လက်ပိုင်းအိမ်ောင်ပြပြီးချိန်မှာဖြစ်တဲ့ပုံစံနောက်ဆုံးအသက်ကြီးတဲ့ချိန်မှာဘောလော့ဂရမ်ရဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးတွေကိုတော့တတ်နိုင်သလောက်တော့ မတူစူးစမ်းထားပါတယ်ရှင့်ပြီးတော့နောက်တစ်ခုကဒီကားလေးရက်တဲ့အချိန်မှာမတူအရင်စိတ်ချမ်းသာရပါတယ်အတူတူဒီပေါ့နော်ရိုက်ကူးရတဲ့သူတွေအကုန်လုံးနဲ့လည်းအဆင်ပြေတယ်ပြီးရင်နောက်တစ်ခုက driver အရင်ကျေစုတင်ပါတယ် driver ကလေမတူနဲ့အရင်ညှိနှိုင်းပြီးတော့မှာပေါ့နော်ဟိုဒါရိုက်ကူးပေးတယ်ပြီးတော့ ဒါက driver ကိုတိုးဝီရန်တွေရဲ့ပထမဆုံးရိုက်တဲ့ဇာတ်လမ်းတွေဖြစ်ပါတယ်။အဲ့တော့လုံးဝအမှတ်တရဖြစ်တာပေါ့နော်။ကိုယ့်ရဲ့ campaign နဲ့အကွက်ပထမဆုံးကားလေးနဲ့ဆိုတော့လေ။ Okay ဟုတ်။နေတိုင်းနှီးပါမူရတယ်။ဇာတ်လမ်းလေးဟိုအဲ့လိုငွေရတဲ့ဆင်းလေးလည်းနည်းနည်းများရဲဆိုတော့လေ။အခန်းတိုင်းကတော့လေကိုအမြဲတမ်းဟိုဘယ်လိုအားဆိုင်ထားလို့မလားမသိဘူး။ကိုတော့ကတော့အမှတ်တရဖြစ်စေတဲ့အရာတွေများရဲပေါ့နော်။ ပြီးတော့နောက်တစ်ခါကျဒီမှာ teamwork ကကျတော့သူအရန်ကြီးတယ်ဒီဆက်သမားတွေရောဒီ cameraman တွေရောအကုန်လုံးတစ်ခွက်လုံး crew တစ်ခွက်လုံးကလေအမြင့်မြင့်မယ်မြေမြောက်စားဖြစ်ကြမယ်ပေါ့နော်ပြီးတော့ဘာတခြားစိတ်နှောက်ရှက်ဖြစ်ဆရာမရှိတဲ့ခါကျတော့ဒီဇာတ်ရုပ်ကိုဖတ်တဲ့အခါမှာသူတို့ရိုက်ခဲ့သမျှဇလန်တွေ့ရတယ်မှာလေတော်တော်ကိုလေးဟိုဘယ်လိုပြော ိုက်ပြီးတော့လေစိတ်ချမ်းသာတဲ့ဒီလိုပဲရပါတယ်တက်နိုင်တဲ့လောက်တော့မြတ်သူကတော့ကို့ပေးလာတဲ့ဇယုတ်ပုံမှာတောင်းရင်ကြည်အောင်လို့မြေကြိုးစားပါတယ်ဟိုအမှန်ဆိုရင်မြတ်သူဆိုရင်ဟာသားနဲ့မလိုက်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုတန်းတန်းစုစုဇက်ကောင်မျိုးလဲမြတ်သူလုတ်ခဲ့တဲ့အဲ fighting ကားတွေမြတ်သူရိုက်ခဲ့တယ်တတိယမြောက်ဆုံးမလို့ပေါ့နော်ဆိုတော့အဓိကကတော့ဟို drama ပိုင်နေမပိုင်ခွာတဲ့ပေးလာပုံမှာတက်နိုင်တယ်လားမြတ်သူတောင်းရင်ကြည်အောင်ကြိုးစားပါတယ်ရှင်ဇက်တစ်ခုလုံးကတောင်းတာပေါ့နော်ကြာညိုတယောက်တည်းကောင်းနေတာမဟုတ်ဘူးလူတိုင်းကသူ့ရဲ့ဟိုအဲ့လို reason လေးနေပေါ့နော် ဒါမဲ့နောက်တစ်ခုကတော့ဘလူလေးပဲပြောချင်လဲဆိုတော့ထူထောင်နာပိသားအိမ်အောင်ဆိုလို့ရှိရင်တော့တက်နိုင်တယ်လောက်မပြည့်စည်အောင်အမျိုးသားအမျိုးသမီးရောပေါ့နော်နှစ်ဖက်စလုံးကစီးရီတွေနဲ့စောင့်သိရရင်တော့ဒီကလေးတွေမှာစိတ်နာရရစရာကြီးမရှိတော့ဘူးအဲအဲ့ဒီတော့ဟိုအဲ့လိုမျိုးလေးတွေမဖြစ်စေချင်ဘူးပေါ့နော်ဆိုတော့ဒီဟာမျိုးလေးတွေကိုလည်းဟိုဒါ ဘယ်လိုပြောမလဲတင်ငန်းစာယူလို့ရအောင်ပေါ့နော်ရိုက်ကြထားလို့ထင်ပါတယ်ဇက်ကစာပေပေးမှန်စုရထားတယ်ဇက်ဆိုတော့တကယ်အရန်ကောက်နေဆက်လေးမျိုးပါအိုက်တီနီယာရော့သွားတယ်လို့က तू ကဘယ်လိုဖြစ်သွားတယ်လို့အဲ့လိုမျိုးလေးမဖြစ်အောင်လို့သူတက်နိုင်သလောက်စူးစမ်းထားပါတယ်အဲ့တော့ဆောင်းဝဲအောင်မအောင်ကတော့ပရိသတ်ဖိပဲပြန်နားထောင်အောင်ပေါ့နော် ကဲအလုပ်လည်းမနာပါဘူးမနာဘူးလားဈာထဲမှာရအောင်လို့မသူဟိုဈာအဓိကတော့ management ပေါ့နော် management ကကိုစီပွားရေးလုပ်တယ်ဒါပေမဲ့ကိုပါမှဟိုလုပ်လို့ရမယ့် system မျိုးမဟုတ်ဘဲနဲ့ကိုမပါလဲ set run နိုင်တဲ့ system မျိုးဖြစ်အောင်လို့မသူကငိုရဲဟိုက plan လုပ်ထားတယ်ကလေးတွေ train ထားတယ်အဲ့တော့တကယ်ရိုက်တဲ့အချိန်မျိုးမှာလည်းမသူကသူတို့ဆိုရင် group တွေအများကြီးနဲ့ပေါ့နော်ဘယ်ဘယ်လိုဘယ်လိုလုပ်ရမယ့်ဆိုတဲ့ဟာမျိုးပေါ့အဲ့ဒါကြီးအကုန်လုံးကျတော့အကူက ီစဉ်ပေးတာပေါ့နော်အကွယ်ကျတော့ तू အစီဝိုင်းလုပ်နေသူဖြစ်တဲ့အတွက်ကြောင့်ဒီလို management mind ကကျတော့ तू ကဟိုပို့ပြီးတော့ကိုထပ်ပို့တည်တော့လေအခုစီကလေ့လာပြီးတော့မှလုတ်ခဲ့တာဆိုတော့လေသူကားသွားရိုက်တယ်ဒါပေမဲ့ညပဲကြာလို့ရှိရင်ဒီစီရင်စရာတွေပတ်သက်တာတွေ brain new စိတ်နေချပြရမယ်ကြောက်တိချပြရမယ်ဘလို့ဘလို့ဘလို့ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ တက်နေတဲ့လောက်ရအောင်ညှိပြီးတော့မလို့ရိုက်ခဲ့ပါတယ်ဟုတ်စိတ်ပင်ပန်းလားဆိုအဲ့တုန်းကတော့မပင်ပန်းဘူးဘာဖြစ်လို့လဲဆိုအမျိုးသားတော်ဘယ်လိုပြောထားလဲဆိုတော့အဲတခုခုများသူစိတ်တမ်းမကြလို့စူချင်တာရှိတယ်ပြောချင်တာရှိတယ်ဆိုရင်လို့ဇကားပြီးမှစူပါလို့ဒီကားလေးအတွင်းမှာတော့နည်းနည်းလေးစိတ်ထည့်ထားလို့ stress လေးတွေမပြီးချင်လို့အမှန်တော့ဇက်ကောင်ကြောင့်မို့လို့ stress ကပြီးနေပြီသားဆိုတော့လေဟောအဲ့လိုမျိုးလေးတွေတော့ပြောတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့အားလုံးအဆင်ပြေပြေနေပြီဒီတော့ဟုတ်ကဲ့အကူကအများကြီးဒီဆိုင်ပေးပါတယ်ဟုတ်ဒါပေမဲ့ဒီကားရဲ့တစ်ချက်မျိုးသူတို့နေမှာသွားရိုက်တော့ ဟိုအကိုကဒီညောင်တုံးမှသွားရိုက်တော့လေသူကအဲ့လိုဟိုတယ်ဘန်ဂလိုငားလိုက်တာငားလိုက်ပြီးတော့သူတောက်ရှောင်းနေပြီးပြီးတော့ဟိုအဲ့လိုဂျူးဆိုင်ပြီးပါတယ်တကယ်ရှင့်အမ်မြို့သူတို့ရဲ့ဒီလိုင်းလေချာပန်းရွှေချာဆွဲဇလန်တွဲလေးက3ရက်12လ2025မှာစပြီးတော့မှဒါပြပါတော့မယ် MRTV4 ကနေလည်းကြည့်လို့ရတယ်လို့မျိုးမြို့သူတို့ဒီ Hey Play application ကနေလည်းကြည့်လို့ရပါတယ် YouTube ကနေလည်းကြည့်လို့ရပါတယ်လို့မြို့သူတို့အာဟိုဟာပြန်ပြီးတော့အပြည့်ပါလို့ပြောချင်ပါတယ်ရှင့်ကျေးဇူးများတင်ပါတယ်ဟုတ်